အားလုံးပဲမင်္ဂလာပါရှင်။ဆရာပါရကူရဲ့ပကံခီးတဲ့အစာအုပ်ထဲကပကံဖျားပထိုးစီရီများအကြောင်းကိုဆက်လက်ဖတ်ပြပေးသွားပါမယ်နော်။ရွှေကူကြီးပကံဖျားများအနက်ထင်ရှားသောဖျားနှစ်စုရှိသည်။တစ်စုမှာတပ်ပညုဖြစ်ပြီးတခြားတစ်စုမှာရွှေကူကြီးဖြစ်သည်။ဖျားနှစုသည် အရှိန်နှင့်အနောက်မြောက်ခရီးအလန်းမဝေးကွာလာသောနေရာတွင်တည်ရှိနေကြသည် နှစ်ဆူလုံးကို တီတော်ဖျားတရကမှာအလောင်းစီတူဖြစ်သည် ရွှေကူကြီးကိုခရစ်1131၌တီးပြီးတပါညုကို ခရစ်နှစ်1144၌တီးသည်ပကံခရီးတဲ့သည်ရွှေကူကြီးတို့ရောက်သွားသည် ရွှေကူကြီးသည်ပိတကတ်တိုက်၏အနောက်ဘက်တွင်ရှိသည် ရာဇဝင်နှင့်ဖရာသမိုင်းတွင် ရှင်သာရိပုတ္တရာစီရင်တော်မူသောဂန္ဓာကုတီတိုက်တော်နှင့်တူစွာရွှေကူကြီးဖရာကိုတည်၍မင်းအဆက်ဆက်ကိုးခွေလာခဲ့သောဓာတ်တော်များကိုထာပနာလျက်ဂန္ဓာကုတီတိုက်တော်၌ရုပ်ွားတော်မြတ်အတွင်ထားပြီးရွှေထီးအထုတ်တင်သည်ဟု၍ရေးထားသည် ။ကောင်းစီသူမင်းကြီးကိုတိုင်းသူဤကောင်းမှုတော်ကိုတန်တနဝန္တမုစေနပါထပြဥက္ကတံဝိယံကွင်းစာကွင်းပိမြေမပေါသောတဒံနှင့်အတူသည်ဟုကျောက်စာတွင်ဖော်ပြထားသည့်အတိုင်းရွှေကူကြီးသည် ပထဝီမြေကြီးထဲကမိုးကွင်းကြီးပေါသည်နှင့်အတူနေသည်ခမင်းမြေအုတ်ခုံအုတ်ဖက်နှင့်အုတ်ပလင်ကြီးပေါ်တွင်ဂူဖျားကိုတည်ထားသည် ။အုတ်ခုံကြီးအပေါ်ဖက်တရှောင်း၌ရှိရခင်ကနေရုံများစွာလိုဖြင့်မွမ်းမံထားတော်လဲ။ယခုနောက်ပိုင်းတွင်ကတောင်ဖက်၌သာအနေငယ်ကြံတော်သည်။ပကံခေတွင်ကုဖယားများတွင် ပုံဖော်လေးဖော်ထားရှိသောအင်္ဂတိပန်အင်္ဂတိယုတ်ဘလူပန်ဆွဲစင်စိန်ကွက်များကိုလည်းရွှေကူကြီး၌တွေ့ရသည် လှိုင်ကူမှာမြောက်ဖက်မုတ်လဲ့ဖြစ်သည်အနောက်မြောက်တောင်လီကားငယ်မှဖျားပေါ်တရောက်ဖူးမြော်နိုင်သည်အာယုန်ခံခမ်းမကြီးနှင့်ဗဟုမန်တိုင်ပတ်လည်းစင်းချံများရှိတကားနှင့်ပြတင်းပေါက်များကြောင့်လေဝင်လေထွက်ကောင်းပြီးအလင်းရောင်လည်းရရှိသည်ဆူလစ်မုတ်ခုံတိုင်တောင်ပန်းတိုင်ဖုံးများနှင့်ကလားကျောင်းအပြင်ဘက်ပက်လေရှိအင်္ဂရိပန်းများမှလက်ရာကောင်းမွန်လာသည် ရွှေခူကြီးဤထူခြားချက်မှာလိုင်ကူဝင်ပေါင်းဤဝဲနေရန်၌ကတ်ထားသောကြောက်စာနှစ်ချက်ဖြစ်သည်ကြောက်စာနှစ်ချက်ကိုအတွင်းအယုံကံမြောက်ဖက်နေရန်၌မြုပ်ထားသည်ကျောက်စာ၌ရွှေကူကြီးဖះတိဆောက်ပုံအကြောင်းအရာနှင့်ဖះတိုင်ရကအလောင်းစီသူမင်းကြီးဤစူတောင်းပတ္ထနာကိုဖော်ပြထားသည် ကျောက်စာမှာပါဠိဘာသာတင်သက်ကရိုက်ဘာသာနှစ်မျိုးဖြင့်ရေးထိုးထားခြင်းဖြစ်၍ဗကံခိရေးထိုးလေးရှိသောကျောက်စာမျိုးဖြစ်သည် ပါဠိဘာသာအပိုင်း၌ဖယားထာရကဤစုတောင်းပဋ္ဌာနာကိုဖော်ပြထားပြီးတင်သက်ကရိုက်ဘာသာအပိုင်း၌မူရွှေကူကြီးတည်သော ခုနှစ်တက္ကရစ်ကိုဖော်ပြထားသည်ပါဏိဘာသာအပိုင်း၌ရေးထိုးထားသောကျောက်စာဤအတိတ်ပဲဆိုလိုရင်းမှာဤသို့ဖြစ်သည် အကျွန်ုပ်သည်ဤကားမှုကုသိုလ်ကံဤအကျိုးကြောင့်ပြန်ပြောလာစွာသောဤလူပြည်ကို၎င်း၎င်းပြည်ကလုံးပြည်ကို၎င်း နှစ်ပြက်မှာအတူရာမာနတ်အဖြစ်ကို၎င်းတကူ80ပတ်အလုံးစုံတို့ဖြင့်ပြီးတော့လူမင်းအဖြစ်ကို၎င်းမတောင်းတလိုပါမြတ်စွာဘုရားဤတပည့်တော်ဝကအဖြစ်ကိုလည်းမတောင်းတပါတန်တရာရေအလင်ကိုဖျက်လျက်တရားကိုခင်းပြီးလင်တန်တရာဝဲဩကတဲ၌နှမြုံနေကြတော့တတဝအပေါင်းတို့အားကဲဆယ်ပြီးလင်လူအပေါင်းတို့အားမျက်လစွာသောနိဗ္ဗာန်ရွှေပြည်သို့ရောက်စေအံ့အကျွန်ုပ်သည်တန်တရာမှကူးမြောက်ပြီးလင် ်တန်တရာရေလျင်ကြော၌မျောနေကြတော့လူအပေါင်းတို့အားလည်းကူးမြောက်စေအံ့မယင်ကြီးသောတတဝါတို့ကို ရှင်ကြီးအောင်ဆုံးမအံ့အပယာစီတရွှေပလင်ဘောဓိပင်ရင်၌အကျွန်ုပ်သည်သစ္စာလေးပါးတရားကိုသိမြင်တော့ဖျားရှင်ဖြစ်လက်တံအဝိဇ္ဇာလွန်မှုပြီးအိပ်ပျော်နေသောတတဝါအပေါင်းအားနှိုးကြစေ၍သစ္စာလေးပါးတရားကိုသိမြင်စေအံ့ ရှားကမီတောက်လောင်နေစဉ်ငိမ့်အေးသွားပြီးလင်အနောက်အဖွဲမှလွမြောက်လက်တန်တတဝါအပေါင်းတို့အားလည်းလွမြောက်စီအံ့သူတော်ကောင်းတရားတို့ဖြင့်ပြည့်စုံသည်ဖြစ်၍ရှားကဒေါသစာသော အပြစ်များငိမ့်အေးသွားသည်ရှိသောတတဝါအပေါင်းတို့အားလည်းငိမ့်အေးစီအံ့မူလဘူတအကြောင်းရင်းဖြစ်သည်ဖြစ်စေဖြစ်လက်တန်သော လောဘဒေါသမောဟတရားတို့သည်၎င်းအကုသိုလ်တရားတို့သည်၎င်းအကျွန်ုပ်အားအခခတ်သိမ့် ပုံခန်းချုပ်ငိမ့်ပါစေတည်းကျောက်စာပါစူတောင်းပဋ္ဌာနာကို ထောက်ကြည့်ရင်အလောင်းစီသူမင်းကြီးသည် လူစီစိမ့်၊နှက်စီစိမ့်၊ပြမစီစိမ့်၊မင်းစီစိမ့်၊မိတိလောကီစီစိမ့်ကိုမျှမလိုလားမတောင်းတသောဖယားစုပန်ပုဂ္ဂိုလ်ဖြစ်ကြောင်းသိရှိရသည်။တာဝကစုကိုပင် မပန်ပဲတတဝအပေါင်းတို့အားနိဗ္ဗာန်တောင်းကန်းသို့ပို့ဆောင်နိုင်သည့် ဖျားလောင်းတို့ပန်သောစုမျိုးကိုသာ တောင်းသောပုဂ္ဂိုလ်ဖြစ်ပေသည်ရင်းစုတောင်းပဋ္ဌနာနှင့်လိုင်ရောညီထွေစွာပင်အလောင်းစီသူဟု အမိတွင်နေခြင်းဖြစ်သည် အလောင်းစီသူမှာအလောင်းမှာအလောင်းတော်ဟု အနတ်အတိတ်ပဲရလေသည် အလောင်းကြီးသူမင်းကြီးဤစူတောင်းပဋ္ဌာနာသည်အာတောကမင်းတရားကြီးဤစူတောင်းပဋ္ဌာနာနှင့်စင်တူနေသည်အာတောကမင်းတရားကြီးနှဲ့ရွာဆန်းကံကုန်ခဏီဆဲဆဲတွင်လည်းလက်နက်ဖက်ကိုရှက်လက်ရတန်ဃာတော်အရှင်မြတ်များတည်င်း300ចောင်းတိုက်ပတ်လှည့်ပြီးလင်း တပည့်တော်သည်မိမိအစိုးရသည့်မြေပြင်အလုံးကိုတန်ဃာတော်အရှင်မြတ်အားလှူဒန်းပါသည် အရှင်ဖရာဤသို့လှူဒန်းရသော ကုသိုလ်ကောင်းမှုကြောင့်တပည့်တော်သည်နတ်ပြည်သို့လည်းမရောက်လိုပါမြမပြည်သို့လည်းမရောက်လိုပါမင်းစည်းစိမ်ကိုလည်းမခံစားလိုပါမင်းစည်းစိမ်ဟူသည်မှာရေပွက်ပမာတခဏမျှသာခံပါသည်ဤကုသိုလ်ကောင်းမှုကြောင့်တပည့်တော်ရလိုသည့်ဆူမှာအရိယာတန်ဃာတော်များတန်မိုးထားကြသည်မိမိစိတ်မိမိထိန်ချုပ်နိုင် ေးပင်ဖြစ်ပါသည်ဖေယဂျင်းဥ္စာရတနာသည်မိသည့်အခါမြပြောင်းလဲဖောက်ပြန်မှုမရှိသည့်ဥ္စာရတနာဖြစ်ပါသည် ဖူ၍စူတောင်းပဋ္ဌာနာပြုလေသည်အတောကမင်းကြီးနှင့်အလောင်းစီသူမင်းနှစ်ပါးလုံးပင်မင်းစီစိန်မင်းအာနာကိုရေပွက်ပမာမျှသာထင်သွားကြသည်ထို့ကြောင့်ကိလေသာမီးချုပ်ငိမ့်သောတန်တီးဒုက္ခနိဗ္ဗာန်ချမ်းသာကိုသာလင် လိုလားတောင်းတကြသောဘရင်များဖြစ်ကြပေသည် အလောင်းစီသူမင်းကြီးထိုးထားသောကြောက်စာဤအဓိကအစိတ်အပိုင်းမှာ ပါဠိဘာသာဖြင့်ဖြစ်သည် ပါဠိဘာသာဂါထာဗန္တအဖွဲဖြင့်စီကုံးထားသောကျောက်စာဖြစ်သည်ရင်းကာထာ အဖွဲများ၌ဖျားကုံတော်ကိုချီးကျူးထောပနာပြုခြင်းစူတောင်းပဋ္ဌာနာပြုခြင်းစသည်တို့ပါဝင်သည်ပါဠိကာထာအဖွဲအနှွဲများမှာစကလုံးကျစ်လက်တည်သည် ပါဠိကတိနီးကြသည်ရှေးကြသည့်ပါဠိကျမ်းခန့်များဤအဖွဲအနှဲ့များထက် အစင်မနိုင်ပေရင်းကိုထောက်လည်းရဲ့ပကံခင်၌ပါဏိစာပေကျွယ်ဝနေပြီဖြစ်ကြောင်းသိရှိရသည်เจ้าสาอิณีกงบายကိုတင်တက်ကြိုက်ပါတာဖြင့်ရေးသားထားသည်ယင်းမှာလည်းပကံခိเจ้าสาများတွင်တွေ့ရခဲသောအထူးခြားချက်ဖြစ်သည်တင်တက်ကြိုက်ပါတာဖြင့်ရေးထိုးထားသောเจ้าสาအပိုင်၌အတိတ်ပဲဆိုလိုယင်းမှာ သီရိဘုဖယားကိုတတကနှစ်1053ခုကဆုံလာဆုပ်၄ရက်တနင်္ဂနွေနေ့နက်ခတ်ဤနောက်ပိုင်းအချိန်9နာရီတွင်တည်သည်ဂုဖယားကိုတက္ကနှစ်1053ခုနဒေါ်လာဆုပ်၁၇ရက်ဗုဒ္ဓဟူးနေ့တွင်ဒီတီဤတာမိနတ်သားအတွက်တည်၍ပြီးသည်ဟူ၍ဖြစ်သည် ရွှေကူကြီးကျောက်စာအပိုင်းနှစ်ပိုင်းရှိသည့်အနက်ပင်မအပိုင်းဖြစ်သော ပါဠိဘာသာကျောက်စာမှာဗုဒ္ဓယဉ်ကျေးမှုလွန်မိုးနေပြီးဤကုန်းပိုင်းသင်တက္ကရိုက်ဘာသာကျောက်စာမှာအိန္ဒိယယဉ်ကျေးမှုလွန်မိုးနေသည့်ရေးထိုးထားသောဘာသာစကားမှာလည်းသင်တက္ကတဘာသာစကားဖြစ်သည့် အိန္ဒြာကိဒေဝတေအိန္ဒြေမိနတသာသောစကလုံးများလည်းပါဝင်နေသည်အထူးခြားဆုံးမှာပကံခိအတုံးအနှုံများထဲတွင်ဘေမာမမတွေ့ရသောအိန္ဒိယနိုင်ငံသုံးတက္ကနှစ်ကိုတုံထားခြင်းဖြစ်သည်တတ္တိတိပစ္စာ တတဟဩကေတကနေ1053ခုနဒေါ်လာစုတ်17ရက်ဗုဒ္ဓဟူးနေ့တွင်ဖူ၍ဖျားတိပိတိခုနှစ်ကိုရည်ထိုးထားသည်။ရှားစတဲ့တိကာလာကိုလည်းတကနှစ်နှစ်ပင်ရည်ထိုးထားသည်။အိန္ဒိယ၌အသုံးပြုသောတကရစ်နှမျိုးရှိသည်။တစ်ခုမှာဝိကြမဖြစ်ပြီး အခြားတစ်ခုမှာတကဖြစ်သည်။ယင်းနှစ်ခုအနက်ရွှေကူကြီးကျောက်စာ၌အသုံးပြုထားသည်မှာတကနှစ်ဖြစ်သည်။မြန်မာကွင်း စကွင်းပိန်ကောစာနှစ်မှာမူ493ဖြစ်သည့်ကျောက်စာနီကုန်းဤအဆိုအရရွှေကူကြီးကို9လနှင့်အပြီးတည်သည်ဟုသိရသည်ဂျမနှစ်2049တကနှစ်1935မြန်မာဝင်းစကွင်းပိန်ကောစာနှစ်1355ခရစ်နှစ်1993 ရွှေခူကြီးကိုကြည့်ရင်မြမဘီတုကအတတ်ပညာတိုးတက်မှုရှိနေပြီဆိုသည်ကိုသိရှိရသည်ရွှေခူကြီးဖယားသည်အဆောက်အုံကြီးမားလာသောဖယားမဟုတ်တော့လဲဖယားကိုပုံဖော်ထားသောလက်ရာများမှာမြမဘီတုကပညာလူးလွန်လှုပ်ရှားနေပြီဆိုသည်ကိုဖော်ပြနေပြီသည်ဒုထေအလုံးအရင်ကြီးမားသောဇေဒီနှင့်အုတ်ခုံမြင့်တွင်တထက်ထဲသော လိုင်ကူဖယားကို တိဆောက်ယုံနဲ့အာမရတော့ပဲနတ်ပုံနတ်နန်းတမျစမ်းကြယ်ခမ်းနာတော့အဆောက်အုံကိုတိဆောက်လာကြလိမ့်ပြီရွှေကူကြီးဖယားဤပြီးသူကာကိုလိလာကြည့်လင်မြို့မိုင်းအုံဆိုင်နေတော့လိုင်ကူတိရှိလေးရှိသည်မွန်ပြီးသူကာကိုကြော်လွားသွားပြီးနင်တီထွင်စမ်းသစ်တော့မြမပြီးသူကာပညာအဆပြိုးလာပြီးဆိုသည်ကိုတွေ့ရလိမ့်သည် ရွှေကူကြီးဖရာတွင် ပါဠိဘာသာတင်တကရိုက်ဘာသာဖြင့်ရေးထိုးထားသောကျောက်စာအပြင်အခရာစလုံးမပါဘဲရေးထိုးထားသောကျောက်စာတစ်ချက်လည်းရှိသည်ယင်းကျောက်စာကိုမူစိတ်ကူးစိတ်တမ်းဖြင့်သာဖတ်၍ရသည်ဖရာထိုင်ကအလောင်းစီသူမင်းကြီး၏နရွာဆန်ကံတော်ကုန်ခန်းနှင့်ဘရင်မင်းကြီး၏ကောင်းမှုတော်ရွှေကူကြီးသည်နီးစပ်သောဆက်ဆက်မှုရှိနေသည် ရွှေကူတရကအလောင်းစီသူမင်းကြီးဤနတ်ရွာဆန်ကန်တော်ကုန်ခန်းနှင့်အာနန္ဒာတရကကျန်စစ်သားဤနတ်ရွာဆန်ကန်တော်ကုန်ခန်းတို့မှမိုးနှင့်မြေကြီးပမာကွာခြားလာသည်ကျန်စစ်သားနတ်ရွာဆန်ခါနီးနှင့် နတ်ရွာစံခါနီ၌အဖာဤကျေးဇူးကိုတည်တတ်သောတားတော်ရာဇကုမာရဤအပြုအမူမှာစိတ်နှလုံးကြည်နူးဖွယ်တောင်းလာသည်တားတော်ရာဇကုမာရအားလည်းအကျဉ်းနာပွားစေသည်အလောင်းစီသူမင်းကြီးတင်အံ့မူမူတွင်ကျေးဇူးကံသောတားတော်နရတူဤအပြုအမူမှာတုံလုံးဖွယ်တောင်းလာသည်နရတူအားလည်းအမုံပွားစေသည်အလောင်းစီသူတတ်တော်အမင်းချိန်၌အိန္ဒိယပြည်မှာ ရိခယာမင်းသည်တမိကညာသတ္တလိုက်လေသည် မင်းကြီးသည်ထိုမင်းသမီးအားလွန်စွာမြတ်လို့သည်သားတော်သုံးပါးဘယင်မင်းကြီးထံအခစားဝင်ရောက်လာသောအခါမင်းကြီးအပားတွင် ရှိသောပရိခယာမင်းသမီးသည်ထိုင်မြဲထိုင်နေသည်ဤတွင်သားတော်အကြီးမင်းရှင်သောသည် မကျေနပ်သောအမှုအရာဖြင့် အပားတော်မှထသွားလေသည် မင်းကြီးကအခေါ်စီလွတ်တော်လဲနေထိုင်မကောင်း၍မလာနိုင်ကြောင်းပန်ကြားလည်းရမခစားပဲနေသည်မင်းရှင်သောသည်ရှာစားမှန်ရှိသည် တခါတွင်လည်းအမတ်ကြီးတာတယောင်ဘရင်မင်းကြီးပေတနာတော်ဝှက်လုံးကိုဆင်မြန်းလည်းညီလာခံတပင်ဝင်ရောက်လာသည်မင်းရှင်သောမြင်သောအခါမင်းကြီးမင်းသားများနှင့်သာထိုက်တန်သည့်အဝတ်ကိုဝေးရပါမည်လားဟု အမတ်ကြီးတာအာအဝတ်ချုပ်ခိုင်းသည် ဘယင်မင်းကြီးတည်တော်အခါမင်းရှင်သောအားအဆောင်အယောင်ရုတ်သိမ်၍အကျဉ်းချထားလိုက်လေသည်မိဖယားမူမတူကတောင်းပန်၍အကျဉ်းကမူလွတ်လိုက်သည်ထို့တော်လည်းမင်းရှင်သောအားထွန်းတုံးပူတက်အရက်သို့အနှင်းတန်ပေးလိုက်သည် သားတော်အကြီးမင်းရှင်စောသည်တရက်တကြီးရောက်သောအခါဘရင်မင်းကြီးအပားတွင်ရှိသောနီတော်နရတူကတိုင်းရင်းပြည်ကိုဆောင်ရွက်ရသည် ခမဲတော်မင်းကြီးနာမကျန်းဖြစ်ပြီးရောခသဲလာသောအခါနရတူကခမဲတော်မင်းကြီးကိုရွှေကူကြီးဖျားသူရွှေပြောင်းထားလိုက်လေသည် အလောင်းစီသူမင်းကြီးပြန်လဲတတိယလာသည်ဖြစ်၍အကျိုးအကြောင်းမေးမြန်းစုံစမ်းကြည့်သောအခါနရတူမင်းအားအမိတ်နှင့်မိမိအား နန်းတော်တွင်မထားဘဲရွှေဘူကြီးဖရာတွင်ပို့ထားကြောင်းသိရသောကြောင့်အလောင်းစီသူမင်းကြီးသည် အကြီးအကျယ်အမျက်ပွားသွားလေသည်ခမဲတော်မင်းကြီးတက်တာလာပြီဆိုသည့်သတင်းကိုကြားသိရသောအခါနရတူသည် ခမဲတော်မင်းကြီးထံအပြေးအလွာသွားလေသည်ခမဲတော်မင်းကြီးတက်တာလာပြီဆိုသည့်သတင်းကိုကြားရ၍အာရဝန်းသာဖြစ်ပြီးသွားခြင်းမဟုတ်ပေထင်းနှံမသိမ့်ပိုက်ရမှာဆိုသောကြောင့်အကြံအဖန်လုပ်ရန်သွားခြင်းဖြစ်သည် ိုအချိန်၌အလောင်းစီသူမင်းကြီးသည်ရွှေခူကြီးစေတီတော်တွင်ရှိမရဏညောင်ဆောင်မှနေ၍မလန်းမကန်းတွင်ရှိသော ရွှေခူကြီးထက်ပင်ကြီးမားသောတပညုဖရာကိုလှမ်းပြီးကြည်ညိုနေသည်။သားတော်အချင်းချထားသော မကူပရင်ရှာရ ဇဟန်သည်အချင်းခံနေသောအဆောင်ပေါ်မှသူ့မိဖုရားကြီး၏တင်းချိုင်းကူဘိမတ်တရှ်မဟာကိုလမ်းမျောကြည့်ရှု၍မုမတ်တရှ်ဟုမိဖုရားအမိကိုတန်းတားရင် အသက်ထွက်သွားလေသည်တဲ့အမူမူအချိန်၌တဆုံတစ်ခုသောအဆောက်အအုံကိုလမ်းမျောကြည့်ပုံချင်းမှမူရှာရှာဟာဂျဟန်နှင့်အလောင်းစီတူတို့သည် အတူတူပင်ဖြစ်ကြသည်သို့တော်လည်းရှာဟာဂျဟန်၏အကြည့်မှတဏ္ဍပေ တဏပေမပေါ်အခြေခံပြီးအလောင်းစီသူဤအကြည့်မှာတရားကြီးညို့မှုအပေါ်၌အခြေခံလေသည် ခမဲတော်မင်းကြီးမရဏညောင်ဆောင်ပေါ်မှာတပန်ညူဖျားကိုလမ်းမြော လှမ်း၍ဖူးမြော်ကြည်ညိုနေစဉ်သားတော်နရတုကံဟုခမဲတော်မင်းကြီးဤတောင်ကကြော်လာမှစိုးရိမ်နေသည် နလန်ပြန်ထလာမှကြောင်ကြနေသည်ချင်းနှမ်းမသိမ့်ပိုင်ရမှပူပန်နေသည် ထို့ကြောင့်သူဤယေရှုရှင်ဖခမဲတော်ဤမျက်နာကိုတလွန်ခင်းသောအဝိဖြင့်အုပ်ပြီးတက်ပြစ်လိုက်လေသည် တကံခྱི་တဲ့ဒီရွှေကူကြီးဖះပေါ်တက်၍အရှင်အနောက်တောင်မြောက်ဝဲရကို ကြည့်ရှုလိုက်လေသည်ဖះဤအနောက်ဖက်ကဲ့၍ရှင်ဟောင်းနန်းတော်ရကိုတူးဖော်နေကြသည် အရှင်မြောင်တို့လှမ်းကြည့်လိုက်သောအခါတကံဤအကြီးကျယ်အခမ်းနာဆုံးအမြင့်ဆုံးဖះတဆူကိုတွေ့မြင်ရလေသည် ထို့ဖះမှာတဘာညုဖះဖြစ်သည်တဘာညုဖះကိုလှမ်း လမ်းဖူးမြင်ရသောအခါပကံခရီးတဲ့သည်ရွှေဖူကြီးဖျား၌မမြင်ရသော အခရာဆလုံးများဖြင့်ရေထိုးထားသောကြောက်စာကို တတိယသည်ရှင်ကြောက်စာဤကောင်းစီမှာကျေးဇူးတည်တတ်သောတားလိန်မှာရာစကုမာရာနှင့်ကျေးဇူးကမ်းသောတားမိုက်နရတူဟူ၍ပင်ဖြစ်သည်သဖာညုဖျားအကြောင်းကိုဆက်လက်ဖတ်ပြပေးသွားပါမယ်နော် တပညုတပညုသည်လဲဝင်ယူတန်တညဉ့်ဗကံဖျားများတဲ့တွင် အချိုးအစားလဲကြညံတော်လဲအမြင့်ဆုံးဖြစ်သည်ညံတော်ပေနရာကြော်မြင့်သည်ဖြင့်အခြားဖျားပထိုးများကြတဲ့တွင်တီတီမမကြီးတရှိနေသည် အဝေးမှလန်းကြည့်လင်၎င်းအေယာဝရီမြစ်တွင်မှကြည့်လင်၎င်းမျက်စိအာယုံထဲတွင်အထင်းသားအကွင်းသားအဦးဆုံးပေါ်လာသောဗကံဖျားမှာတပညုဖြစ်လေသည် ။မာညူဖယားတာယကမှာအလောင်းစီသူဖြစ်သည်။အလောင်းစီသူသည်ရွှေခူကြီးဖယားတည်ပြီးနောက်73နှစ်အကြာခရစ်နှစ်1144၌တပါညူကိုတည်သည်။စေတီယဝန္တစသော စေတီပထိုးသမိုင်းကျန်းခံများ၌ချွေဖူးကြီးဖယားကို ရှင်သာရိပုတ္တရာကြီးကျက်တည်ဆောက်သောဂန္ဓကုရီတိုင်းနှင့်တူအောင်တည်ထားသည်ဟုဆိုပြီးတပါညုကိုမူရှင်မဟာမောဂလန် ကျမတီဆောက်သောចောင်းအမကြီးဝိတာခာဤပုပ္ပါယုံចောင်းနှင့်ဒူအောင်တီဆောက်သည်ဟုဆိုထားသည်တဝါညူစီရီသည်ရွှေမူကြီးဖရာဤအရှိတောင်ဘက်မလန်းမကန်း၌၎င်းအာနန္ဒာစီရီဤအနောက်တောင်ရွံ့ရွံ့ဂိုက်900ခန့်အကွာ၌၎င်းတည်ရှိသည် ပကံခရီးတဲ့သည်တမညူစီရီတို့ရောက်သွားသည်ပကံခေဖျားတဆူဤကြီးကျယ်ခန်းနာပုံကိုမြဝါထင်ထင်တွေ့မြင်ရသည် အခြေခံပနတ်ပုံစံမှာအာနန္ဒာဤပနတ်ပုံစံမျိုးနှင့်မတူပဲတမှုထူးခြားသော အချိုးအစားပြည့်ပြည့်ကြနာသည်ပနတ်ပုံစံတစ်မျိုးဖြစ်သည်ကိုအဒရင်တို့ဝင်သွားပါကအပေါ်ထက်တက်သည့်လေကားကိုပတ်ပင်းတွေ့ရသည်ဖြစ်၍များသောအားဖြင့်အပေါ်ထက်သို့တန်းတက်သွားကြသည်ကသာများသည် ထို့သောပကံခရီးတဲ့ကမူအပေါ်ထက်သို့မတက်သေးပဲအောက်ထက်တွင်တပတ်ပလက်ရဲ့ဘူဖရာဤအခြေခံကမ်းမူကြီးကျယ်ခန္ဓာမူကိုခဏတပြုတ်လိလာကြည့်ရှုသည် အရှိဘအယုံခံမှာပုံမူကျပြန့်ပြီးအောက် အောက်ထပ်ပတ်လည်နိုင်စင်တူတော်များရှိသည်အောက်ထပ်ကြည့်ရှုပြီးသောအခါလေကားမကြီးမှအပေါ်ထက်တက်သည်လေကားအတက်တစ်ဖက်တစ်ချက်၌အရှိဘက်ခမ်းမကြီးနှင့်မောဝါကိုမျက်နာမူနေသောမရက်ဒရာပါလတကားဆောင်နယုတ်နယုတ်ကိုတွေ့ရသည် လီကားထိပ်ဒုတိယထက်တွင်စင်းချံပက်လန်းနဲ့တွေ့ရှိသည်။မြတော်အားဖြင့်ယင်းစင်းချံပက်လန်းထဲဝင်ပြီးလင်လဝဲနှင့်လက်ရအပေါက်နှစ်ပေါက်အနက် တပေါက်ပေါက်မှအပေါ်တက်သောလီကားအတိုင်းအပေါ်ထက်ဆက်လက်တက်သွားလိမ့်ရှိကြသည်။တကန်ခရီးတယ်မှာမူအပေါ်ထက်ဆက်တက်မသွားသေးပဲစင်းကြံလန့်အတိုင်းပတ်ကြည့်သည်ကျယ်ပြန့်သောပက်လယ်နှင့်ပေါင်းကူးများကိုတွေ့ရသည် ကျယ်ပြန့်သောစင်ကြံပက်လန်များနှင့်ပစ္စယရာတွင်ဖောက်ထားသောတောင်စီဒီများမှတပါညူဤကျက်တရီဆောင်များဖြစ်နေကြသည် ပေးရင်ရှိသောအပေါက်များမှအပြင်ဘက်လမ်းကြီးလိုက်သောအခါစွပြန့်ပွဲ ရှုမြော်ခင်းကိုလှမ်းမြင်ရသည်အနောက်ဘက်မျက်နှာအလဲတက်တဲမှကြည်လင်းအောက်ထပ်အမိုးကရှေးဘက်ကြီးပန်းအဝိုင်းများကိုတွေ့ရသည် အပေါ်ထက်တဆင့်တက်လိုက်သောအခါတတိယထက်ဗုဒ္ဓရုပ်ဘွားတော်ကြီးရှေ့ခန်းသို့ရောက်သွားသည်ရင်းအဆင့်ရင်းအထက်သည်ပကံရှုကင်းကိုလမ်းမျောကြည့်ရန်အတွက်အကောင်းဆုံးနေရာဖြစ်သည်ဟယ်လီကော်ပတာပေါ်မှ ကြည့်ရတဲ့ကဲ့သို့ပကံရှုကင်းရှုွက်တစ်ခုလုံးကို အပေါ်မှစီးမြင်ရသည်မျက်စိရှိမှောက်ရှိဖျားပထိုးများနှင့်ရှေးဟောင်းအဆောက်အအုံများကို မြင်တွေ့ရသည်မှာပကံခိဟောင်းအောင်းမိဖွယ်ပင်ဖြစ်သည် အနောက်တောင်ဘက်ကြီးလိုက်သောအခါမြင်းကပါနှင့်သီရိပစ္ဆယာရှိဖယားပထိုးများနှင့်ခက်လန်းလန်းမှစေတနာပထိုးလောကနန္ဒာစုမင်းကြီးဖယားများကို တွေ့ရသည့်အပြင်မင်္ဂလာစေရီမြင်းပြကူနွားများတင်ခရာကူမိငိမ့်ခုကုံဖယားကြီးတို့ကိုလည်းပြက်ပြက်သသားပင်လမ်းမြင်ရသည်အနောက်ဖက်မျောကြည့်လိုက်ပြန်ရင်လည်းနတ်လောင်ကြောင့်ပထိုးသားများငကြွေနှထောင်းမိမလောင်ကြောင့်ကရော့ပလင်းစာတော့ပကံဤအဓိကဖက် ပထိုးများကိုကြောဖြဲလည်းရအရာဝီမြင့်တက်ဖက်ကံတန်းကြီးတောင်ထိတ်မှအနော်ရထာမင်းကြီးတည်သောဆွေတော်ရှင်ဇေဒီတော်ကြီးကိုလမ်းလမ်းဖူးတွေ့ရသည် တဖန်ပကံမျိုးဘက်မျောကြည့်လိုက်ပါဦးတစ်ပင်များပေါ်တွင်ထိုးထွက်နေသော ထုံးဖွေးဖွေးအတွင်စည်းကုန်ဗုဒ္ဓဂါယမဟာဘောဓိပုံသဏ္ဍာန်တည်ထားသောမဟာဘောဓိစီတီစာသောပကံခိတမိုင်းဤအမှတ်တိုင်များကို တွေ့မြင်ရသည်မြောက်ဖက်မျက်စိရောက်သွားလင်လေအနီးကမ်းရှိနေသောရွှေခုကြီးဖယားနှင့်တမန်မြူတတိုင်းမုံဟောင်းတို့ကိုတွေ့မြင်ရသည်ပကံမျိုးကိုကြွေ၍အရှိမြောက်ရွံ့ရွံ့သို့ဝိကဝိုက်ကစီးစင်းသွားသောအေယာဝတီ မြေရိုးတက်ရှောင်းမျက်စိကစားကြည့်လိုက်ပါလင်လေရွှေရောင်တဝင်းဝင်းနှင်းရွှေစည်းခုံစည်ဒီတော်ကြီးကို၎င်းမြောက်ဖက်ရှုမြော်ခင်ဤအရှိပတ်အရှိချမ်းကဖျားပထိုးများကို၎င်းတွေ့မြင်ရသည်ရှင်တို့အထဲကတိလိုမင်းလိုကူဖျားကြီးမှာထီထီမမကြီးတည်ရှိနေပေသည် အရှိဖက်ကြည်လိုက်ပြန်ရာအနန္ဒာစေတီတော်ကြီးနှင့်ခလန်လန်၌ဆူလာမဏိစေတီတော်ကြီးကို အခြားစေတီပထိုးများနှင့်အတူတကွတွေ့မြင်ရသည် အရှိတောင်ဘက်တွင်လမ်းမြေနေရသောဓမ္မယံကြီးမှာတသက်လက်လက်မရှိဘဲဒုထေကြီးမှပြီးအုံမအုံအုံမိုင်းမိုင်းကြီးဖြစ်နေသည် လောကထိပ်ပန်ကူရွှေစံတော်စေတီတို့ကတူရင်တောင်နောက်ခံတွင် ပေါ်လွင်နေကြသည် တောင်ဘက်တွင်လည်းတိမ်မစီ လောကအုပ်ရှာပန်းနန်တာကူအပါအဝင်ပကံခိဟောင်းစီဒီပထိုးရှုမြော်ခင်ကိုအနောက်တောင်ဘက်မင်္ဂလာစီဒီနဲ့နမိတ်အထိလမ်းမြင်နေရသည်တဘာမျိုးဖရားအပြင်နယံ၌ရခင်ကအင်္ဂတိပန်းများရှိခဲ့တော်လဲ KSSS ထုံးတန်ခံလာရ၍ ခံလာခဲ့ရ၍ယခုအခါတွင်ပြောက်ွယ်သွားကြပြီစင်ကွက်ပန်းများကိုလည်းမတွေ့ရတော့ပေအောက်ထပ်အနောက်ဘက်မုတ်ခုံးနယ်ရန်နိုင်မှု ပကြီစည်းရေးရုပ်များရှိသေးသည်တမန်ညုဖရာဤအရှိတောင်ပန်း၌အုတ်ခုံပေါ်တွင်တည်ထားသောစေဒီတဆူရှိသည်ရင်းစေဒီကိုကရုဖရာဟုခေါ်ကြသည်ဖရာအတွင်ဘက်၌ပကြီစည်းရေးများနှင့်ကပီးစာများရှိသည်တမန်ညုဖရာတည်ရန်အတွက်အုတ်ဖုတ်စဉ်ကအုတ်တတောင်းရှိသောအုတ်ဖို့တဖို့အတွက် အုတ်အုတ်တချက်ကြဖြင့်ကရုချိုးရေတွက်မှတ်သားထားသည်တချက်စီရေတွက်မှတ်သားထားသောရင်းအုတ်ချက်များကို ပေါင်းပြီးတည်ထားသောဖျားဖြစ်သောကြောင့်ကရုဖျားဟု အမည်တွင်နေခြင်းဖြစ်သည်ရင်းအဆိုအတိုင်းသာမှန်ပါက ပကံခင်း၌လည်းကရုချိုးသည်ဟုသောဝဟာရစကားကိုအသုံးပြုကြောင်းသိရှိရသည် ယခုခေတ်တွင်လည်းအရှင်အတွတ်မတ်ရာ၌အသုံးပြုသောတုံချောင်းငယ်ကိုဂရုခေါ်ပြီးဂရုအချောင်းအတန်ဖြင့်ရေတွက်ခြင်းကိုဂရုချိုးတည်ဟုခေါ်သည်စပားချင်ရာ၌စပားတင်းအရှင်အတွတ်မတ်သားရန်အသုံးပြုလေးရှိကြသည် ။တပံမြူဖန်ရာအနောက်တောင်ရွံ့ရွံ့၌ကျောင်းအုံနှင်းလှုပ်ထားသော အလွန်တရာကြီးမားသည့်ခေါင်းလောင်းတိုင်ကြီးနှစ်တိုင်ရှိသည်။ယင်းခေါင်းလောင်းတိုင်ကြီးနှစ်တိုင်၌လက်ရမြောက်သောကျောင်းစစ်လက်ရပန်းများကိုထွင်းထုထားသည်။ခေါင်းလောင်းတိုင်ကြီးနှစ်တိုင်မှာရခင်ကကျင်းစင်အချိန်တက်တောင်းသွန်းလှုပ်ထားသည်။အလောင်းကြီးသူမင်းကြီး ကုသိုလ်တော်ကြီးခေါလောင်းကြီးချိတ်ဆွဲထားသောခေါလောင်းတိုင်ကြီးများဖြစ်သည်။ထို့သောမြည်သည့်ခေတ်တွင်ခေါလောင်းကြီးအနိစ္စတဘောရွှေလျောသွားသည့်ကိုမူမြည်သူများအတက်မပြောနိုင်ကြတော့ခေါလောင်းကြီးသည်ပြင်းရင်စဖြစ်သည့်တခိတချိန်ကစိတ်ဤသားကောင်ဖြစ်သွားပုံရလေသည်။ပကံဤအလားကိုရှာလိုသူသည်တဝမှုဖျားပေါ်ကရှာရသည်ပကံဤအလားကို တွေ့ရသော အချိန်မှာညနေနေဝင်ရီတရောအချိန်ဖြစ်သည် ပကံဤအလားကိုကြည်လိုသောပကံခရီးတဲ့သည်တဘာညုဖရာပေါ်ညနေနီမဝင်ခင်တပတ်ကြော့ပြန်ရောက်လာသည်တဘာညုဖရာပေါ်ရောက်သွားသောအခါတတိယထံတွင်ပကံအလားရှာပုံတော်ထွက်လာကြသူများရောက်နေနေကြပြီကိုတွေ့ရသည်ပကံအလားရှာသူအလုံးတတိယထံအနောက်ဘက်ခြမ်းနေရာကွက်လတ်မှာအနောက်မြေ နှောင်းမျက်နှာစီသို့ငေးမျောကြည့်ရှုနေကြသည်လူတဦးတယောက်ဤဘဝခရီး၌ပထမအရွယ်နှင့်ဒုတိယအရွယ်တွင်ဘဝခရီးအချိန်အဟုန်သည်နေကွေးသည်ဟုထင်ရတော်လဲတတိယအရွယ်ရောက်သောအခါခရီးအဟုန်သည် ပုံမှန်အတိုင်း၍လျားနေစေကာမူဒီကုန်းချုံချိန်ရောက်လာပြီးဖြစ်၍တုတ်ချစ်တင်နေသည်ဟုထင်ရသည်သူရိယာနေမင်းဤတနေ့တာခရီးသည်လဲထိုနည်းအတိုင်းပင်ဖြစ်သည် ခရီးအရှိန်အဟုန်ပုံမှန်အတိုင်းရွေးလျားနေစီကမူနနက်ချိန်နှင့်နေ့လယ်ချိန်များ၌အမတ်တမက်နေကြသည်ဖြစ်၍နေမင်းဤရွေးလျားသောအရှိန်အဟုန်သည်လိတ်သွားတကယ်သို့ရွေးယုံသာရွေးနေသည်ဟုထင်ရသည်တို့ရာတွင်နေဝင်ချိန်၌ကအတတောင်စွဲတွင်ငုံရှု괴ပြောင်းသွားတော်မူအချိန်ဤကက်လာပြီဖြစ်၍နဂိုပုံမှန်နှုံးအတိုင်း၍လျားနေစီကမူရှုံပြေးတကဲ့သို့အလောတကြီးဖြစ်နေသည်ဟုထင်ရသည် နေဝန်းနီနီကြီးသည်ကြည်ရင်ကြည်ရင်ညွညွမိုင်းမိုင်းတန်းကြီးတောင်းဆွဲနောက်ဖက်တွင် ရုံပြေးသည့်အချိန်အဟုန်ဖြင့်ငုံရှိုးထိုးကြလာသည် တောင်းဆွဲတွင်ခိတာခဏမေးတင်နေပြီးတင်မောပြက်ကြီးပင်လေတဲ့မြုပ်သွားတကယ်သို့ဆုံဆုံမြုပ်သွားလေသည်သူအချိန်၌နိုင်ငံခြားသားမိမအယောက်ကြာ3ရက်ဖျားအပေါ်ထက် တက်လာကြပြန်သည်ပကံခရီးတဲ့ကထိုနိုင်ငံခြားသားများအားခမည်းတော်တွင်ဝင်ချိန်နဲ့ နေဝင်ချိန်နဲ့လွဲသွားပြီဟုပြောလိုက်သောအခါနိုင်ငံခြားသားများကနေဝင်ပြီးတဲ့အချိန်ကနေဝင်ချိန်ထက်တောင်လှသေးတယ်ဟုပြန်ပြောကြလေသည်ထိုနိုင်ငံခြားသားများသည် ပကံအလှအတွေ့အကြုံရှိနေကြသူများဖြစ်ပုံရသည် သူတို့ပြောသည်မှာမှန်၏နေဝင်ချိန်ပကံရှုမြော်ခြင်းသည်နာမည်ကြီးနေတော်လဲနေဝင်ပြီးစပကံရှုမြော်ခင်ကပို၍ပင်လှနေ၏ နေမင်းသည်အတားတောင်ဆဲတွင်ကြွယ်ပြောက်သွားပြီးဖြစ်တော်လဲသူဤကိုဘွားစီးစာကိုထားပြစ်ခဲ့သည်တန်းကြီးတောင်တန်းနောက်ဖက်၌ပစွန်စီသွေးနောက်ခံကားချက်ကြီးပေါ်လာသည်တန်းကြီးတောင်ရှေ့ဘက်ကအေယာဝတီမြစ်ထဲတွင်ပစွန်စီသွေး ပစွန်စီသွေးတွေစီးကြလာတဲ့ဖြင့်မြစ်ပြင်တစ်ခွင်လုံးပစွန်စီသွေးရောင်လွှမ်းသွားသည်။နောက်ခံကလည်းပစွန်စီသွေးရှိက AR မြစ်ပြင်တွင်လည်းပစွန်စီသွေးအလေကတန့်ကြီးတောင်တန်းမှမူစီးစာအောက်တွင်ညွညွမိုင်းမိုင်းဖြစ်နေသည်။ တန်းကြည်တောင်ထိပ်ပေါ်ကစန်တော်ရှင်စီတီတော်ဤရွှေတင်ငန်းတွင်စီးဆာရောင်ဟက်နေသည်ဖြင့်ရောင်ကြီးတော်လွတ်နေသလားအောင်မရသည် ရှုမြော်ခြင်းမှာအကန့်ဆုံးအလွဆုံးဖြစ်သည်ဤမာဘက်ကန်ကို ကြည်ပါအောင်တပညုနှင့်အေရီမြစ်ကန်ဤအကြားတွင်ရှိနေသောနတ်လောင်ကြောင့်ပထိုးသားများငကြွေးနှစ်တောင်ကရော့ပလင်စာတော်စီတီပထိုးများသည်စီးဆာအောက်တွင်ဘာဝနာပွားများနေကြတဲ့ကဲ့သို့ထင်နေရသည် မမေ့နိုင်သောပကံအလပကြီကားချက်ကြီးပါတကားမကြမီစီးစာပြောက်ပြီးမောင်ရီတန်းလာသည်အနောက်ဖက်တန်းတီတောင်ထိပ်ကဆွေတော်ရှင်ဖယားနှင့်တောင်ကျေရှိကျုံချောင်းတမ်းမီဩဇာဆက်ယုံတွင်လျက်စစ်မီများလင်းလက်လာသည်အီမာဖက်ကန်၌လည်းလျက်စစ်မီပူဇော်ထားသောကတော်ပလင်ရွှေစည်းကုံအာနန္ဒာတို့၌ကောင်းငင်ပြတဲ့ကအကျယ်ကလေးများပမာတလက်လက်တောက်ပါနေကြသည် ဖျားမီးပူဇော်ထားခြင်းမရှိသောစေဒီပထိုးများမှမူအမောင်ထုတဲတွင်ငုံရှိုးသွားကြသည်ပကံပဝင်းခြင်းတခွင်လုံးဖြင့်အမိုက်မောင်ထဲတွင်နှိမ့်ယုတ်သွားလိမ့်မည်နာစင်အပိကေကြသူအလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။ကြံရှိနေသေးတယ်။ပကံဖျားပထိုးစီတီများအကြောင်းကိုလည်းဆက်လက်ဖက်ပြသွားအောင်မှာမို့စောင့်မျှော်နားဆင်ပေးကြပါအောင်နော်။ channel လေးကိုလည်း like and subscribe လေးများပြုလုပ်ပေးကြပါအောင်နော်။ 阿龙，北京在马家洼实训。